ဒီနေ့သတင်းတူကလေအမေရိကန်ကမြန်မာကိုဗီဇာဘန်းနေဗီဇာဘန်းနေအဲ့တော့တည်တိုင်းပြည်ကိုတဲ့နင်တို့အလိုမရှိဘူးတဲ့เนาะဒီလိုဆိုပြီးတော့မှသူကဘန်းနေနင်တို့အလိုမရှိဘူးဆိုပြီးတော့မှအဲ့လိုလေပြောပြီးတော့မှ Trump ခေါင်းပြူကြီးကအဲ့လိုမျိုးခေါင်းဝါကြီးကအဲ့လိုမျိုးပြောပြီးတော့မှဘန်းနေဆိုတော့လေ ကျမပြောပါရယ်နော်လွန်ခဲ့တဲ့နှစ်တည်းလွန်ခဲ့တဲ့လပိုင်းကတော့ကျမတခါထပ်ပြောသေးတယ်ကျမတို့ကလည်းမဖြစ်သလင်းဆိုတော့အာနိုင်ငံ image ဆိုတာထက်ကျမတို့နိုင်ငံအစိုးရချက်ကျမတို့နိုင်ငံသားတွေရဲ့လုပ်ရက်တည်းကြောင့်အဓိကဖြစ်တယ်နော်ဆိုတော့နိုင်ငံကစီပိုင်းအဆင်မပြေလို့နိုင်ငံကဆင်းရဲလို့ဆိုတာထက်ကျမတို့တိုင်းပြည်ကဘယ်တော့မှလည်းမချမ်းသာခဲ့ဘူးเนาะဆိုတော့ဘယ်တော့မှလည်းချမ်းသာတဲ့တိုင်းပြည်မဖြစ်ခဲ့ဘူးအဲ အခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့အရင်တုန်းကတော့နိုင်ငံသားသွားနှုံးနေနေတာပေါ့လေအခုနောက်ပိုင်းကျတော့နီလန်းမောင်းစုံနဲ့ဒါအကြောင်းမောင်းစုံတွေပြည်တွင်းမှာလည်းဖြစ်တဲ့ခါကျတော့အကြောင်းမောင်းစုံတွေနိုင်ငံဂျားတွေကိုရောက်အောင်သွားကြတယ်အဲခုနလို blue color တွေရော white color တွေရောဒီလိုမျိုးသွားကြတဲ့ခါမှာ blue color တွေပုံများတာပေါ့နော်အဲ့တော့ blue color တွေပုံများတဲ့ခါကျတော့အဲ blue color ဆိုတာအခြေဒီအခြေခံအလုံးနဲ့သွားကြတဲ့သူတွေပေါ့လေပုံများတဲ့ခါကျတော့စီးနဲ့ကမ်းမဲ့လေးတွေတအားဖြစ်တယ်ကျမဟိုတစ်ခေါက်တော့ကျွန်မပြောပါသေးတယ်နော်ဆိုတော့စင်ကာပူမှာအင်ဂျီဂျိုဂျီနဲ့တခါတည်းက ုံဟာတချင်းနေအော်ဟစ်ဆိုတာတွေဂျပန်မှာ cherry ban တွေကိုချိုးတာတွေနောက်တစ်ခါဒီဂျပန်မှာဒီ ban cherry ban ကြီးချိန်မှာ ban တွေကြီးကြတဲ့အချိန်မှာမြန်မာလူမျိုးတွေကစောင်းပေါက်ကြီးတွေနဲ့သွားပြီးတော့မှ ban ကြတယ်သူတို့ကအေးအေးဆေးဆေးနဲ့ဂျပန်လူမျိုးတွေက ban ကိုအရသာခံပြီးတော့မှကြီးတဲ့အချိန်မှာမြန်မာလူမျိုးတွေကကာရာအိုကေစောင်းပေါက်ကြီးတွေနဲ့သွားပြီးအဲ့ဒီမှာကြဆိုကြကားကြတစ်တော်တွေရိုက်ကြနေအဲ့လိုတွေလုံးကြတာတွေเนาะကျွန်မပြောပါတယ်เนาะကျွန်မပြောခဲ့ပါတယ်ဆိုတော့လေ နိုင်ငံဆိုတာထက်နိုင်ငံသားတွေမှာတာဝန်ရှိတယ်เนาะဆိုတော့လူတယောက်စီကံဖောက်လိုက်တယ်ဆိုတာကကျမတို့ကအဲ့တူတယောက်ထဲနေနိုင်ငံသားမှာဒီလိုဖြစ်တာမဟုတ်ဘူးမြန်မာနိုင်ငံသားတွေဆိုတဲ့ဟာမျိုးနဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုကျမတို့နိုင်ငံသားတွေကိုကမ္ဘာနိုင်ငံအသီးသီးကအလိုမရှိနေတော့ဘူး နော်ဆိုတော့အလိုမရှိနေတော့ဆိုတော့ရင်နာစရာကောင်းတာကအခုအမေရိကကြော်ညာလိုက်တဲ့အချိန်မှာကျမတို့နိုင်ငံကလေဘယ်နိုင်ငံနေနဲ့တံတန်းနဲ့သွားပြီးတော့မှဟိုးစကြော်ညာခံရလဲဆိုလို့ရှိရင်လေအမှဟေဒီတို့တိလာတချို့နိုင်ငံတွေဆိုခေါ်တာမခေါ်တာဘူးတိတာမသိဘူးเนาะအဲ့လိုအဲ့လိုနိုင်ငံတွေတိလာအဲ့လိုနိုင်ငံတွေနေကျမတို့တွေနေဟိုဟိုတန်းညီပြီးတော့မှလीအ ကြီးညာခံရတာเนาะဆိုတော့ဟို allowance တို့ဘာလို့တော့မတစိတ်တစ်ပိုင်းမဲ့ပါတယ်ကျမတို့ကအပြည့်ဘန်းခံတည်တယ်အဲ့တော့ DV သမားတွေလည်းပါတယ်เนาะ immigrant non immigrant လို့ပြောတဲ့အတွက်ကြောင့်မို့ DV သမားတွေလည်းအခုဒါနောက်နေ့တည်းဆို DV ထိုးလို့မရတော့ဘူး DV ကလည်းအလကားမရတော့တယောက်ကိုဒေါ်လာ250တဲ့ဒီလိုဖြစ်တယ်ဆိုတော့ DV လည်းထိုးလို့မရ DV ပေါက်လည်းသွားလို့မရအောင်250အကုန်ခံပြီးပေါက်လည်းသွားလို့မရတော့အကုန်လုံး DV ပါပါတယ်เนาะဆိုတော့အဲ့ဒီအနေထားလေးဖြစ်တယ်အခုလာလိမ့်အောင်မယ်နောက်ထပ်တိုင်းပြည်တွေကလည်း မြန်မာဆိုရင်အလိုမရှိတော့ဘူးမြန်မာ passport ဆိုရင်ကြက်တာမြန်မာ passport ဆိုရင်ဆိုအဲ့ဒါမြန်မာ passport အတိုင်းကိုကြက်တယ်ဆိုတာကလေအစိုးရကိုမကောင်းလို့နင်တို့အစိုးရမကောင်းလို့နင်တို့လက်မခံတာမဟုတ်ဘူးနင်တို့နိုင်ငံသားတွေစီကံမရှိလို့နင်တို့လူမျိုးတွေစီကံမရှိလို့နင်တို့လူမျိုးတွေငါတို့တိုင်းတိုင်းပြည်ထဲမှာလာပြီးချီးထုတ်လို့မှမလို့လက်မခံတာအဲ့လိုမျိုး ိလားအဲ့တော့လေကျမတို့ကနိုင်ငံသားမှာကျမတို့မြန်မာရင်လို့အနှိမ်ခံလို့ရှိလို့ရှိရင်ငါတို့အစိုးရမကောင်းလို့အစိုးရမကောင်းလို့အစိုးရကောင်းတာမကောင်းတာဘေးဖယ်ထားအစိုးရချင်းတို့โอเคတယ် peaceful အမလေးအစိုးရချင်း peaceful နေတယ်မ peaceful တာကကျမတို့ပြည်သူတွေပေါ့နော်အဲ့တော့ငါတို့နိုင်ငံသားတွေကိုဘာဖြစ်လို့မ peaceful လဲဆို concentrate မထွေးရဆိုထွေးတယ်အမိုင်းမပြရဆိုဖြစ်တယ်ဟိုမှာ time မှာဆိုရင်ဟိုတလုံးမှာဆိုရင် video file တစ်ခုတွေ့လိုက်တယ်အာဥစားမှာလာမသိဘူး မဟာဆိုင်မှာလားမသိဘူးတခါတည်းမြန်မာပြည်မှာကထိန်လှည့်တယ်လို့မျိုးပဲကထိန်အလှခန်းတာဟိုဟိုဒိုးစာကြီး trolley ball ကိုစောင်းပေါက်ကြီးတင်ပြီးတော့มาလीမိုက်နဲ့တခါတည်းကိုလေအာအမဟိုစာတချင်းနေဖွင့်ပြီးတော့มาအလှခန်းထွက်တာတဲ့ကဲဆိုတော့ဘလို့မဖြစ်ဖြစ်မြန်မာအများကြီးစုနေတဲ့နေရာပဲဖြစ်စေအောင်တော့ဖြစ်ကိုမြေကိုရေကိုတိုင်းပြည်ကို government မဟုတ်ဘူးအဲ့ဒီကတိတ်မှန်တဲ့စကားတော့ အဲ့တော့ကကြတော့လေမကြိုက်ကြဘူးเนาะလူတွေကလေပြောခဲ့တဲ့အယမ်းမှန်တဲ့စကားကိုပြောခဲ့တော့ကကြတော့မကြိုက်ကြဘူးအေးတယ်ကအေးတယ်လို့မနေခဲ့တဲ့ခါကြတော့အင်ရှင်တွေကမကြည့်ဘူးတော့လားစင်ကာပူမှာလည်းမြန်မာဆိုဒီလိုပဲစီကန်းတွေထုတ်ပြန်နေဆိုရင်ဘာမလုပ်ရဘူးဘာမလုပ်ရဘူးဘာမလုပ်ရဘူးစီကန်းတွေထုတ်တယ်ဆိုမြန်မာလိုပါမြန်မာစာနဲ့ပါစီကန်းထုတ်ရတယ်အင်္ဂလိပ်လိုပဲဆိုလို့ရှိရင်အင်္ဂလိပ်စာမတက်တဲ့မြန်မာလူတန်းစားများလွန်အကြီးလို့အင်္ဂလိပ်လိုမထုတ်တော့ဘဲနဲ့မြန်မာလိုပါထုတ်ယူရတယ် အဲ့တော့ကျွန်တော်တို့ရွှေမြန်မာတွေကကြံဖန်ပြီးဘလို့ဂုံလဲဆိုတော့အမလီငါတို့မြန်မာကစားကတွေးတယ်မလားအဲငါတို့မြန်မာတွေကိုတွေးတယ်မလားမဟုတ်ဘူးအဲ့ဒါရှက်စရာကောင်းတာ နော်အင်္ဂလိပ်လိုစာမတက်ပေမတက်နင်တို့မြန်မာတွေကိုနင်တို့မြန်မာလိုထုတ်ပြီးတော့မှသတိပေးရတယ်ဆိုတော့ဟာမျိုးကိုဆိုလိုတာနော်ဆိုရခါကြတော့လေစင်ကာပူမှာလည်းဒီလိုပဲနောက်ဆိုခက်ခဲမှာနေနော်မသိလားကျွန်တော်တို့ထိုင်းမှာလည်းဒီလိုပဲဂျပန်မှာအခုနောက်ပိုင်းအရန်ဆိုးလာပြီဂျပန်မှာနော်ဟိုးအရင်တော့ဆိုလေဂျပန်မှာကကျွန်တော်တို့ပြောတယ်နော်ယထားပေါ်မှာပတ်စံအိမ်မိကြံခဲ့လို့ရှိလို့ရှိရင်အဲ့ဒါ သူဂိတ်ဆုံးသွားရင်ဒါရဲ့ဂိတ်ဆုံးဘူတာကိုလှမ်းမေးလိုက်အဲ့ဒါဆိုလို့ရှိလို့ရှင်အဲ့ဒီပက်ဆန်အိတ်အရာမယွင်းမဲနဲ့ပြန်ရတယ်အခုမဟုတ်တော့ပါဘူးတဲ့နော်ဂျယ်လီဘီတွေအများများသွားပြီလေနော်ဆိုတော့လေအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တယ်နော်ဆိုရက်ကကြတော့လေအဲ့နောက်ဆိုဂျပန်နော်ကိုရီးယားနော်ဒါမြန်မာမြန်မာအများဆုံးသွားတဲ့ဟာမလေးရှား ဲ့တော့ဒီနိုင်ငံတွေကတော့ဖြစ်မြန်မာတွေကိုနောက်ဆိုလို့ရှိလို့ရှိရင်ဒါအခုကိုကိုတော်တော်ချက်တယ်နော်ကျွန်တော်တို့ထိုင်းမှာဆိုရင်မြန်မာဆိုရင်တော့မှ immigration မှာတလိုင်းစီခိုင်းနေလို့ဘာလို့ညာတို့ ਨੇ ဒီလိုတွေဖြစ်နေတာနော်ဆိုတဲ့ခါကြတော့လေဟိုနည်းနည်းလေးစီကံရှိကြပါဦး နည်းနည်းလေးစီကန်းရှိကြပါဘောကျွန်တော်တို့ကသူများတိုင်းပြည်မှာခေတ္တခဏသွားပြီးတော့မှခိုးတာပေါ့နော်ကိုတိုင်းပြည်အခြေအနေရကိုတိုင်းပြည်မှာအနေထားရဆိုပြီးတော့မှသူများတိုင်းပြည်မှာသွားပြီးခိုးတဲ့အချိန်မှာလူမျိုးသိခါကြအောင်တော့မလုပ်ပါနဲ့နော်ဆိုတော့အခုဒါအရန်ရှက်စရာကောင်းတယ်နော်ဆိုတော့ကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံတိုင်းမြန်မာပတ်စပို့ဆိုရင်နှိမ်နေဆိုတာကနိုင်ငံအစိုးရကိုနှိမ်တာမဟုတ်ဘူးလူမျိုးကိုနှိမ်တာသိလားကျွန်မပြောရရှင် ရှင်းရှင်းလေးနဲ့ရှုပ်ရှုပ်သွားသလားเนาะဆိုတော့ဟိုဒီလိုပြောလို့လဲကျွန်မကိုဟိုဟိုဒီဒီလာမစဲနဲ့အဲ့ဒါအမှန်တရားပဲနိုင်ငံအစိုးရကိုနှိမ်တာမဟုတ်ဘူးကျွန်မတို့မြန်မာ passport ကင်ထားတဲ့သူတွေကိုနှိမ်နေဆိုတာကလူမျိုးကိုနှိမ်တာအစိုးရကိုနှိမ်တာမဟုတ်ဘူးလူမျိုးကိုနှိမ်တာနင်တို့လူမျိုးကစီကံမရှိဘူးနင်တို့လူမျိုးကနင်တို့လူမျိုးကဒီလိုမျိုးလုပ်တာအဲ့တော့နင်တို့လူမျိုးကလို့ဘာဖြစ်လို့အနှိမ်ခံရလဲဆိုတော့ကျမတို့တူးတိုင်းတယောက်တိုင်းစီကံမရှိလို့မလို့ နော်အဲ့တော့လေလက်ရှိ နိုင်ငံသားမှာရောက်နေတဲ့ရွှေမြမာတွေအနေနဲ့စီလီကန်းလေးနဲ့နေကြပေါ့အဓိကတော့ blue color နဲ့သွားပြီးလှုပ်လှုပ်ကြတဲ့သူတွေပေါ့နော်ဆိုတော့ blue color နဲ့သွားပြီးတော့မှလှုပ်လှုပ်ကြတဲ့သူတွေကကျွန်မခုနကပြောသလိုမျိုးပေါ့ဟိုတခါလေကြတဲ့အခြေခံပညာအားလေးတွေလည်းတချို့နေကြတယ်နော်အာအသည့်လေးတွေရောပေါ့တချို့ဆိုရင်ရန်ကုန်တောင်မှရွှေကုံဖျားတော်မြောက်ဘူးပဲနဲ့နိုင်ငံသားရောက်သွားတဲ့သူတွေလေနော်ဆိုတဲ့ခါကျတော့လေမြန်ကိုအခုပထမဦးဆုံးချိန်နဲ့မြင်မှုပြီးတော့မှစီးပြီးတော့မှဒါနိုင်ငံသားဆိုတာကိုပထမဦးဆုံးချိန်ရောက်သွားတဲ့သူတွေဆိုတော့မနေတဲ့မစားတဲ့ ထိုင်တဲ့ဆိုတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တဲ့နောက်တစ်ခါလင်းဟိုဘယ်လိုခေါ်မလဲဟိုအင်အားကိုအုပ်စုရှိတယ်ဆိုလို့ရှိရင်ဂန်ကျဲတာပေါ့နော်အဲ့လိုမျိုးသွားပြီးတော့မှဂန်ကျဲအောင်ကိုမြည်လည်းမဟုတ်ဘူးကိုရည်လည်းမဟုတ်ဘူးကို government လည်းမဟုတ်ဘူးနော်အဲ့ဒါလေးကိုသတိထားဖို့လိုတယ်နောက်နောက်အခုအမေရိကကတော့လုံးဝဒါ travel ban နေဆိုပြီးတော့မှအကုန်လုံးဟို B1 B2 နော်အကုန်လုံးအကုန်လုံးအကုန်ကို ban တာအကုန်ကို ban တာ C1 C2 အကုန်ကို ban တာ နော်အကုံကိုဘန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါနောက်ဒါအမေရိကန်လိုနိုင်ငံကြီးကဘန်းနေဆိုဂျန်နစ်နိုင်ငံကြီးကလည်းလာမှာနော်အဲ့တော့လေကျမခုနပြောတယ်လို့မျိုးပေါ့အဲနိုင်ငံကြီးကအခုကျွန်တော်တွေကိုဘန်းနေဆိုတာကျွန်တော်တွေကိုအာအရန်စီစစ်တယ်အရန်ကြီးကြက်တယ်အရန်ကြက်တယ်ဆိုတာကျွန်မခုနပြောတာရှင်းရှင်းလေးအစိုးရကိုနှိမ်တာမဟုတ်ဘူးအစိုးရကိုလှုပ်တာမဟုတ်ဘူးလူမျိုးကိုလှုပ်တာလူမျိုးကိုနှိမ်တာ နင်တို့လူမျိုးမြန်မာလူမျိုးစီကံမရှိတဲ့လူမျိုးအောက်တန်းကြတဲ့လူမျိုးဇယိုက်ကြတဲ့လူမျိုးငါတို့တိုင်းပြည်မှာလာပြီးခိုအောင်ပြီးတော့မှငါတို့တိုင်းပြည်ကိုလာပြီးတော့မှဒုက္ခပေးမဲ့လူမျိုးလူမျိုးကိုနှိမ်တာအစိုးရကိုနှိမ်တာမဟုတ်ဘူးလွဲမနှိမ်မှာဆိုလို့လွဲသူတို့အစိုးရချင်း relationship ရှိပြီးသားနော်အစိုးရချင်းဘာမှမဖြစ်ဘူးသိလားလူမျိုးကိုနှိမ်တာအရန်ဆိုးတယ် နော်အခုဆိုဂျပန်ဆိုအရန်ဆိုးလာတယ်နော်ဒီဘက်နောက်ပိုင်းဂျပန်မှာဆိုလဲအရန်ဆိုးလာတယ်အဲ့တော့ကျွန်မခုနပြောတယ်လို့ပေါ့နိုင်ငံရဲ့ချားတစ်ခုမှာဟိုတယောက်စီကံဖောက်လိုက်တယ်ခုနလိုပေါ့စင်ကာပူမှာအင်ကြီးချုပ်ပြီးတော့မှလောက်တာဟာဂျပန်မှာတခါတည်းဆာကူရာပန်းချီပွဲမှာတခါတည်းစောင်းပေါက်ကြီးနဲ့ကခုံရတာတွေဟာဒီလိုမျိုးတွေအော်ဂျီဟစ်ဂျယ်တွေနဲ့လောက်တာတွေစီးမဲ့ကမ်းမဲ့တွေကိုစရွေးတွေထွေးတာတွေအမိုက်တွေဖြစ်တာတွေဟာဘလိုတွေလောက်တာတွေဆိုရာမျိုးတွေက မတ်ဖြူမတ်နီမတ်ပြာမတ်ဝါမောင်ဖြူမောင်နီ မောင်ပြာမောင်ဝါလို့ဖြစ်တာမဟုတ်ဘူးမြန်မာတွေဘာမာတွေဖမာတွေနော်အဲ့လိုမျိုးနဲ့ဖြစ်တာဒါကြောင့်မလို့လင်းစီကန်းလေးနဲ့စောင့်ထိုင်းကြဖို့လိုတယ်နော်အာနည်းနည်းလေးပတ်ဝန်းကျင်လိလာအားလေးတွေနဲ့နော်လိလာအားလေးတွေနဲ့အလားအလားအကူအညီတွေပေးရလုံးလို့လည်းမပေးကျင်တော့ဘူးလေအဲ့ဒါနော်ဆိုတော့အဲ့လိုလေးဖြစ်တယ်အဲ့တော့လေကိုလူမျိုးကုံကိုကိုမချကြပါနဲ့လို့အစိုးရကိုနှိမ်တာမဟုတ်ဘူး လူမျိုးကိုနှိမ်တာအဲ့ဒါအမှန်တရားပဲတိုင်းပြည်ဆင်းရဲလို့မဟုတ်ဘူးဇာရိတဆင်းရဲလို့စီကံဆင်းရဲလို့စီကံမဲ့ကြလို့နှိမ်တာတိုင်းပြည်ဆင်းရဲလို့နှိမ်တာမဟုတ်ဘူးငါ